မှာကျွန်တော်ပြောလိုက်ရှင်တယ်ဒါတွေကဆင်ရှင်တရားတွေပဲပရိသတ်ရဲ့မြင်ပါပဲတင်မလားဆိုတော့ကျွန်တော်ပရမောက်အစုံပွဲမှာကကျွန်တော် plan တွေအကုန်မားတယ်အစားတောက်တွေရောအစားတောက်မားတာတွေကြောင့်ကျွန်တော်တက်လုံတွေကျသွားတယ်အဲ့လိုမျိုးပေါ့နော်တို့ဆိုတော့ဒီဒုတိယချီမှာကျွန်တော်အဲ့လိုမျိုး သူတို့လိုချင်တဲ့ပုံစံသူတို့ကြည့်ချင်တဲ့ပုံစံအခုလိုကျွန်တော်ပြီးကျွန်တော်စိတ်ထဲကတိုင်းလဲဖြစ်ချင်တဲ့အတွက်ကြောင့်မလို့လှုပ်ပြီးနိုင်တာကျွန်တော်သူတို့အတွက်ကျွန်တော်ကိုကျွန်တော်ဂုဏ်ယူတယ်လို့သူတို့အတွက်လဲကျွန်တော်အယံပျော်တယ်မြန်မာနိုင်ငံတစ်ခုလုံးဒီလိုမျိုးစောက်မျိုးနေကြတယ်လीနော်ဒီလိုမျိုးမြင်ချင်နေကြဆိုကျွန်တော်ပြီးတော့လဲကျွန်တော်ရဲ့ပြိုင်ဘက်ကကျတော့လဲခြုံပွဲမရှိဆိုကျွန်တော်ဒီလိုမျိုးပြနိုင်တာဒါကလုံးဝကျွန်တော်အတွက်ကျွန်တော်ကိုကျွန်တော်ပရမောက်ဆုံးဂုဏ်ယူတယ်ဟုတ်ကျွန်တော်က တယောက်တည်းအတွက်လည်းကစားရမှာမဟုတ်ဘူးလေနော်ဒီတယောက်တည်းအတွက်ကစားရမှာမဟုတ်ဘူးဒီမြန်မာနိုင်ငံတစ်ခုလုံးရအကုန်လုံးအာဆိုတော့အာဘယ်လိုပြောမလဲဒီဘဘရရမာရီရောပြိတ္တလည်းဟိုတီရှုဒီလိုအချိန်ထိပေါ့နော်ဒီညနဲ့အချိန်ထိလည်းတို့ကကိုအိနဲ့အားနဲ့ပြီးတော့လာရောက်လဲအားပေးတယ်ဒီလိုတီရှုနေတဲ့အတွက်ကြောင့်ရောအဲ့ဒါတွေအတွက် ကျွန်တော်အဲ့လိုမျိုးလုပ်ပြနိုင်တော့ပဲကျွန်တော်ကိုယ့်ကိုဝမ်းသာတယ်ပြီးတော့မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်းဝမ်းသာတယ်ပြီးတော့တခြားအာဇာသမားအာချရှုံနေတဲ့အာဇာသမားလည်းဟိုသူတို့အတွက်ကျွန်တော်ပြန်ပြီးတော့ဒီအနိုင်ယူတစ်ခုမှုပြန်ပြီးတော့ဒီလိုမျိုးကောက်ကောင်းလေးပြန်လုပ်ပေးနိုင်တဲ့အတွက်လည်းကိုယ့်ကိုဟိုပျော်တယ်ပြီးတော့လည်းအကုန်လုံးအတွက်လည်းပျော်တယ်ပြီးတော့ဒါတွေကကျွန်တော်တို့ကရှုံးနေဆိုတာပွဲတပွဲအတွက်ပဲရှုံးနေလीเนาะအများနဲ့ရှုံးနေမှမဟုတ်လဲဆိုတာတခြားလူတွေလည်းဟို ပြန်ပြီးတော့လုံနိုင်နေတယ်လို့ပြောရှင်တယ်ပြန်ပြီးတော့ကြိုးစားဟုတ်ဟုတ်ဒီ quality လာရောက်အပေးရလဲအများကြီးတွေ့ရတယ်ပြီးတော့လဲဒီဒီညနဲ့အချိန်ခါထိလဲအာစောက်ကြည့်နေတဲ့ပြိတ္တာတွေအားလုံးလဲကျေးဇူးတင်တယ်တချို့နေရာကကျတော့ကျွန်တော်တို့ဒီတာမသိတဲ့အတိုင်းမီးရမြ line ရမြတဲ့နေရာ ကနေလဲသူတို့ရအောင်စောက်ကြည့်ကြီးစုနေတဲ့လူတွေရှိသေးတယ်ဆိုတာကျွန်တော်အဲ့ဒါကောက်ကောင်းတတိရတယ်သိတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တကယ်ဂါရပ်ပြုကျေးဇူးအများကြီးတင်တယ်လို့ပြောရဆက်လက်ပြီးတော့အားပေးစီချင်တဲ့ကျွန်တော်တနေ့ကျရင်အာချန်ပီယံဖြစ်အောင်လို့ကျွန်တော်ကြိုးစားသွားမှာပါလို့ဟုတ်ဗောဘောနက်စရတယ်ဟာဘောနက်ရတဲ့စတွေကတော့ဒီလိုပါပဲဟိုမရှိသူရှိသူမြတ်ဝေ တင်းတဲ့လူများဝေတာပေါ့အဲ့လိုမျိုးပါပဲဟုတ်ကျွန်တော်အဲ့လိုမျိုးတော့တိတ်ပြီးတော့လိုက်ပြီးတော့မပြောချင်အမှန်တမ်းပြောမှဆိုရင်ဒါကတော့ဘယ်လိုပြောမလဲဒီကိုတခုခုလုပ်မယ်ဆိုလို့ရှိရင်ပြောရမှကျွန်တော်တိတ်မကြိုက်ကျွန်တော်လုပ်เสียရှိရလုပ်မယ်ကျွန်တော်ကဘာဘာလုပ်လဲဆိုကိုကိုတီးဖို့အရေးကြီးတယ်ဆိုတော့ဟိုကိုတွေ့တဲ့လူကိုကိုဘယ်လိုပြောမလဲကိုဆွေမျိုးဟုတ်ဒီဖြစ်စီမဟုတ်ဒီဖြစ်စီအာ ူညီလိုက်တယ်အဒီအရာတစ်ခုကူညီလိုက်တယ်ဒီလိုမျိုးကူညီလိုက်လို့ဓာတ်ပုံတင်ရမယ်မျိုးဆိုကျွန်တော်မလုပ်ချင်ဘူးလုပ်လည်းမလုပ်ရဘူးသူများမျက်နာတစ်ခုပါသွားမှာမျိုးကျွန်တော်လည်းမကြိုက်ဘူးပြီးတော့လည်းကိုယ်လည်းကိုချင်းစားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတယ်ရှိတယ်လို့ပြီးတော့လည်းတချို့ကတော့ပြောတာပေါ့နော်ဘောနဲ့ရရင်လည်းနေပဲရတာပဲငါတို့ရတာမှမဟုတ်တာဆိုတဲ့စကားတွေကတော့ဟုတ်ပါတယ်သူတို့ကိုယ်တိုင်မရောက်ရင်တော့မှကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာဟိုတည်ရမလားသူတို့နဲ့ထိတွေ့မရောက်ရင်တော့မှကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့တဲ့လူရောက် တလူရှိတယ်ဆိုတာကိုအာသိစေချင်တယ်အဲ့လောက်ပါပဲကျွန်တော်ကတော့အရင်ဒီလိုဒီဟာပေးတယ်အဲ့လိုမျိုးလိုက်ပြီးတော့မပြေပါဘူးဆင်အဲ့တော့ဘယ်တော့ဟိုပါလေမစမဝဲပြီးတော့လေဘယ်တော့ဝေဘန်နဲ့တွေများတယ်ပေါ့နော်အဲ့ဝေဘန်နဲ့တွေများဘယ်တော့ကိုရိုင်းလဲ live permission နဲ့ပေါ့နော်အဲ့တော့အဲ့ပွဲတုန်းကစပြီးဘလို့ကုတ်ကိုပြန်ပြီးတော့တင်ပြန်အဲ့ဝေဘန်နဲ့တွေနဲ့စပြီးခဲ့တဲ့အပွဲလားဟုတ်တယ်ပြီးခဲ့တဲ့မစမဝဲအဝေဖန်တဲ့လူကတော့ကိုကောင်းအောင်လုပ်တယ်သူတို့ဝေဖန်ပါပဲကိုမကောင်းအောင်လုပ်လဲကိုရောဝေဖန်ပါပဲဒါမဲ့ကျွန်တော်ကတော့ စိတ်တူပြီးတော့ပြောလိုက်မိတာတခုကကျတော့ကျွန်တော်တို့အာသာသမားကလေဟိုစူးစားတာတွေကကျွန်တော်တို့ပဲသိရယ်ကျွန်တော်တို့ဘယ်လောက်ထိဒီလောကကြီးကိုဟိုဒီနေရာထိရောက်ဖို့ကျွန်တော်တို့ဘယ်လောက်ထိဘယ်လိုပြောမလဲသွေးရင်ခဲရလဲဒီအဆင်မပြေကြားတဲ့ကနေပေါ့နော်ဒီစားတောက်မှုမိသားစုအဆင်မပြေနေကြားတဲ့ကနေကျွန်တော်တို့ဒီလိုမျိုးယုံထွက်နေရတဲ့အစာကိုကျွန်တော်တို့အရင်ပြင်ပန်းတယ်ဒီဟာကကျတော့ ရုပ်ရှင်ရိုက်နေတာမဟုတ်လေသူများကတော့ပြောလိုက်ပြီးပြီးကျွန်တော်တို့အသားလည်းနာခံရသေးတယ်ပြောလည်းခံရမယ်ဆိုကျွန်တော်တို့ခါလီကြိုက်ခံပြင်းတာပေါ့ကိုယ့်ကိုယ်လည်းရက်တည်နေရသေးတယ်လို့ပေါ့နော်စိတ်အားငယ်နေတဲ့အချိန်တော့ပြောလိုက်မိတယ်ပြိတ္တတွေကဒါပေမဲ့စိတ်ထဲမှာတော့မပြောချင်ပါဘူးဒါပေမဲ့ကိုယ်လည်းကိုယ့်ရဲ့အားကစားတမားဖက်ကိုသူတို့ကဟိုဘယ်လိုပြောမလဲအာဒီတိုင်းမဲ့ဝေဖန်တာတော့လက်ခံတယ်နော်ဝေဖန်တာကောင်းကောင်းဝေဖန်တာလက်ခံတယ်ဒါပေမဲ့ပြိတ္တကိုအာဒီကျွန်တော်တို့အားကစားတမားကိုလုံးဝ အဲ့လိုမျိုးနေပြီးတော့ချိုးပြီးတော့မပြောဖို့ကျွန်တော်ပြောဖြစ်ဆိုကျွန်တော်တို့ကိုယ်တိုင်လည်းစာမတက်ဘူးပေမတက်ဘူးဘာမှလည်းကောက်ကောက်မသိသူများပြောလို့ရှိရင်ခံနေရတဲ့မျိုးတွေများဆိုတော့အားသာသမားတတော်များများကအဲ့လိုမျိုးတည်းကနေပဲထွက်လာတာကြောင့်အဲ့ဒီပိုင်းမှာမနိုင်ဖို့ကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့ရက်တည်နိုင်တဲ့လောက်ပဲကိုယ့်အကိုရက်တည်နေပြီအာမပေးနေပါစေဒီလိုမျိုးအလောက်ကြီးလိုက်ပြီးတော့ဟိုအောက်ကျဟိုဘယ်လိုပြောမလဲအဲအရင်လိုက်ပြီးတော့မနိုင်ဖို့တော့တောင်းဆိုချင်တယ်ဘာဖြစ်ဆိုဒီဘဝကကျွန်တော်တို့ဘယ် တိဆုံးမလို့ပလောဆိုတော့အဲ့ဒါကြောင့်လို့ပဲအဲ့လိုမျိုးပဲတောင်းဆိုချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ခံနိုင်ရှိပါတယ်ခံနိုင်မရှိတဲ့ချိန်တွေတသက်ဖောက်ပြီးတော့ပြောတာပါတော့ရှိအဲ့တော့ဒီ promotion ဘက်ကလည်းမြန်မာဈေးကွက်တဲ့ star fighter တောင်လို့နေတဲ့အချိန်ပေါ့နော် bronica လည်းဖွင့်ပွဲမှာရှုံးသွားတယ်ပေါ့နော်တကယ်တကယ်တော့ပြည်သက်တွေကလည်းမျောလင့်ချက်အကြီးဆုံးကတော့ bronica ပေါ့နော်ဟို training ပတ်ဝန်းကျင်အနေထားရရောဟိုလက်ရည်အနေထားရရောတခြား promotion မှာအောင်မြင်ခဲ့တဲ့အနေထားရရောပေါ့နော်အဲ့ဖုန်ပွဲတုန်းကရှုံးသွားတယ် bronica phi apply ခံစားလိုက်ရတယ် အဖွင့်ပွဲမှာကကြတော့ကျွန်တော်ရှုံးသွားတယ်အရန်ခံစားရတယ်အဲ့ဒီပွဲမှာတော့မတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေရာမှာကျွန်တော်တကယ်ကျွန်တော်ကိုယ့်အကူဟိုအထင်ကြီးလို့ပြောရမှာမဟုတ်ဒုတိယအရှိမှာကျွန်တော်ဒုတိုက်ခံရကျွန်တော်နေရာမှာတခြားလူတယောက်ကြီးကြပြီကျွန်တော်တကယ်ကိုယ့်အဲ့ချိန်မှာကျွန်တော်တော့မခံနိုင်တော့ဒါပေမဲ့ကျွန်တော်စိတ်ကပရမအုံဆုံးပွဲဖြစ်သလိုပြီးတော့ကျွန်တော်အာပင်းနေပရိသတ်အများကြီးရှိကျွန်တော်ဒီတိုင်းပဲရက် ဒီကြက်ချုံလို့မဖြစ်ဘူးဆိုတဲ့အရာနဲ့ပြန်ပြီးတော့ကိုယ်စိတ်ကိုမနှဲထူနေရအဲ့ဒီအတွက်လဲကျွန်တော်နိုင်ငံခြားပြိတ္တအဲ့ဒီပွဲကြောင့်ကျွန်တော်နိုင်ငံခြားပြိတ္တတွေအများကြီးရလာတယ်သူတို့အတွက်တော့ဟိုနေအရန်ကိုလုံနိုင်တယ်သူတို့ကဒီဟာပဲကြည့်ပေါ့နော်ကျွန်တော်ကိုဒါမဲ့အာပြောချင်တာမြန်မာပြိတ္တကကျတော့လဲကျွန်တော်ချီးကျူးတာလဲအများကြီးရှိတယ်လို့ဒါမဲ့သူတို့ကတော့ တိုင်ပွဲကိုအနိုင်နဲ့အရှုံးပဲအနိုင်ပဲတို့ကလူချင်းတဲ့လူတွေလည်းရှိကြကြတော့ဒါတွေကကျွန်တော်ကောက်ကောက်ဝေဖန်ခံရတယ်အဲ့ဒီတွေ့ရတယ်တခါလေးကြိုက်ကျွန်တော်ကိုယ့်ကိုပြင်စင်းစားအရင် pressure ဟိုဟာဖြစ်တာပေါ့နော်စိတ်မကောင်းလည်းဖြစ်တယ်အာဒါပေမဲ့ဒါကပရမအုံဆုံးပွဲလည်းဖြစ်နေတဲ့အတွက်ကြောင့်ကိုယ့်ကိုကိုမားနေတဲ့အရာကိုယ့်ရဲ့ plan တွေစီကံချက်ချဟိုဘယ်လိုပြောမလဲဒီအစားတောက်ပိုင်းတွေရော training plan တွေရော အကောင်လုံးမားနေတာလည်းတွေ့တည်ရတဲ့ကြောင့်မလို့ကိုယ့်ကိုပြန်ပြီးတော့အာယူနောက်တစ်ပွဲကျရင်ကျွန်တော်ဒီဟာကိုပြင်လိုက်လို့ရှိရင်ကျွန်တော်ကကောင်းလုံးနိုင်မယ်ဆိုတာကိုကိုယ့်ကိုပဲအဲ့လိုပဲအာယူပြီးတော့မှပြန်ဟိုဖြစ်တာပေါ့အစိတ်ထဲမှာလည်းအရင်ရောမထားပါဘူးသူတို့ပြောတဲ့ဟာတွေလည်းပြောတိုင်းရတဲ့လူတွေကလည်းဘာမှလည်းမဟုတ်ပါဘူးသူတို့ကောက်ထဲဝင်ကြည့်လိုက်လို့ရှိရင်အဲ့လိုတွေပဲများနေတော့အင်းအင်းဆိုပြီးတော့တစ်ချက်ပဲအင်းလိုက်ပြီးတော့အဲ့တော့ဟိုပါပေါ့နော်ဒီဒုတိယပွဲချင်းကတဲ့အနေထားမှာဟို training program တွေကစဘယ်ရောရဲ့ timeline ကြည့်လိုက်တာနဲ့သိတာရပါတော့ နံပါတ်1 manager ရဲ့ net clinch တွေလောက်တယ်နံပါတ်2 sweat and condition ဒီဘိုင်းနေပို့ပြီးတော့အပြူတယ်ဆိုတော့ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ဘလိုပုံစံမျိုးအပြောင်းလဲလုပ်ပြီးတော့ဒုတိယဝဲချင်းခဲ့လာလဲတစ်ချက်လောက်ပြောပြောပြေးတတ်တယ်တည်းဘလိုပုံစံမျိုးပြောင်းလဲလဲဆိုတော့အတိတ် clinching ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်ဒီတပွဲမှာဘာဖြစ်ဆိုအရင်တပွဲကကျွန်တော် clinching ကြောင့်တည်းအချုပ်ဆွေးကြောင့်ကျွန်တော်ရန်ခံရတယ်အဲ့ဒီတစ်ခုရယ်ပြီးတော့ဒုတိယတစ်ခုကျတော့တက်လုံပိုင်းတက်လုံပိုင်းရယ်ပြီးတော့ကျွန်တော်က ဘယ်လိုပြောမလဲတက္ကနိပိုင်းမှာလည်းကျွန်တော်ပြင်ဆင်လာတယ်တက္ကနိပိုင်းမှာကျွန်တော်ကဒီ senior one championship ကဒီလိုပိုဒီ brazil အေးအကူကြီးနဲ့ကျွန်တော်ပတ်တိုင်းတူတူသွားတယ်ဆိုတော့ဟိုသူလည်းပြောတယ်ကျွန်တော်ရဲ့ပြိုင်ဘက်ကိုကြည့်တယ်ဘယ်လိုလုပ်မလဲအဲ့ဒါသူကအရင်စိတ်ရှည်တယ်ကျွန်တော်ပုံမှာဆိုအဲ့ဒီတစ်ခုလည်းကျွန်တော်တို့တေချာလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီတခြားဂျပန်ဖိုင်တာနဲ့လည်းဟိုတူတူကျွန်တော်တို့တက်လုံကောင်းဖို့ အရင်တော့ဆိုဒီတိုင်းပဲပြည်တယ်တော်မှန်လို့ပဲပြည်တယ်အခုကကျွန်တော်တို့အဲ့လိုမဟုတ်ဘူးねသူတို့ကကျွန်တော်တို့ထက် senior ကြာဆိုတော့ဘယ်လိုလုံဘယ်လိုတက်လုံရမလဲပွဲမှာသူတို့ကကလုံး mindset ကစားသူတို့တွင်ပြတယ်ကျွန်တော်ဒီပွဲမှာတမနစ်လောက်ကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်နမနစ်ကိုယုံနိုင်ပုံလောက်အရင်တော့ကျွန်တော်တို့အဲ့ဒါတွေလည်းမသိဘူးပြိုင်ဘက်ရဲ့အခြေအနေလည်းကျွန်တော်တို့မသိဘောင်း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 ဆိုပြီးပြီးအဲ့လိုမျိုးဆိုတော့အခုကအဲ့လိုမဟုတ်ဘူးအပြိုင်ဘက်ရဲ့အလာကိုကြည့်မယ်ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်မှပဲ ဟိုအင်းနာအားနဲ့ချအဲ့လိုမျိုးသူကအဲ့ဒါကြီးလည်းသူအရန်တင်ပြီးတော့ကျွန်တော်ဒီတပွဲမှာစိတ်အီအီနဲ့လုံနိုင်ခဲ့တော့အဲ့တော့ဂျူနီယာနဲ့ချင်းကက်တဲ့အနေထားမှာပေါ့နော်ဂျူနီယာက155ထဲမှာတော့ mainly fighter တွေထဲမှာတော့ record အကောင်းဆုံးလို့ပြောလို့ရတယ်ခုနှစ်ပွဲဆက်တိုက်ပေါ့နော်ဟုတ်တယ်ဖိအားတွေမြန်ရှိခဲ့သေးတယ်လည်းလို့ပြန် fitness ဆိုကျွန်တော်ကတော့ပြောကျွန်တော်ကတော့သူ့ကိုအရင်တပွဲလောက်ကျွန်တော်ဖိအားမရှိဘူးကျွန်တော်သိတယ်သူကကြတော့အမတ်နဲ့နိုင်ရပဲများတယ်ပြီးတော့သူ့အကွက်တွေက လက်တီးတွေကြားတယ်ကျွန်တော်မြည်တယ်ပြီးသူအမတ်ယူတာပဲမြတ်သူကသူ့ရဲ့အားကကျွန်တော်လောက်မပြင်းဆိုတော့ကျွန်တော်တည်တယ်အရင်တယောက်ကကျတော့ break တွေတော်တော်များကြီးလိုက်လို့ရှိရင်လွလွယ်လေးလို့ထင်တယ်ကျွန်တော်ကတော့တေရှာကြည့်ရဲ့ every အဲ့ဒီအရင်တပွဲက fighter ကပထမဆုံးကြည့်ကျွန်တော်ကြည့်ဘာမှမဟုတ်သူ့ပွဲတပွဲပြီးတပွဲတပွဲကျွန်တော်ကြည့်လာသူ့ပွဲကအရန်ကိုတက်လာပြီးတော့မှသူ့ရဲ့အလုံးပိတ်တာတွေသူ့ရဲ့ကြောက်စိတ်မရှိတဲ့အဟာတွေရောတခြားစီပဲဒီတယောက်နဲ့တခြားစီဆိုတော့ ကျွန်တော်ဒီတယောက်နဲ့ဆို pressure လုံးဖြစ်အရင်တယောက်ဆိုကျွန်တော်ပို့ပြီးတော့မှ PR ပို့များတယ်ဆိုတော့ဒီတယောက်ကျွန်တော်ကကောင်းလုပ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဒီလိုမျိုးပို့ကို100%ဖြစ်လို့ကိုမှန်ထားတဲ့နှစ်ရှိလဲနှစ်ရှိရအောင်လုပ်နိုင်ခဲ့တာပေါ့အဲ့တော့ဒုတိယဘောနဲ့ရပါဘောပထမဘောနဲ့တော့ကတော့ဘယ်တော့က public မှာတော့လုံးဝမပြောဘူးဒါပေမဲ့ one championship နဲ့ interview မှာတော့မြန်မာပြည်ကိုပြန်အကုန်လုံးလှူလိုက်တယ်ဆိုပြီးတော့ပြောတယ်အသေးစိတ်လေးပြောရရလောက်ပြောပြီးအာအသေးစိတ်လေးပြောလိုက်ရဆိုတော့အကုန်လုံးလှူတယ်ဆိုတော့ ထဲကျွန်တော်အကောလို့လူရမျိုးလည်းလည်းမဟုတ်ပါဘူးဒီတိုင်းပါပဲကျွန်တော်ပြန်တယ်ပြန်သွားတဲ့ခရီးစရိတ်တွေကလည်းအရန်များတယ်လေဒီအခုကဟိုဖက်ကနေပြန်လို့မရတော့ကျွန်တော်လည်းအမြန်ပြန်လိုက်တာပါအဖေနေမကောင်းတော့လဲပြန်အမြန်ပြန်လိုက်တာတခုရဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီဒေတာတွေအဆင်မပြေတဲ့လူတွေဆန်တချို့ရဲ့အာစပြာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့တိရတိုင်အခုဈေးတွေကလည်းအကုန်လုံးမြင့်နေတော့ဘလောင်းမှလည်းမ လူနဲ့ပတ်စံကပြောင်းနေအဲ့လိုမျိုးဖြစ်နေဆိုတော့လူတော့လူသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီပတ်စံလည်းအခုတပြားမှမကြအောင်အကုန်လုံးအကုန်လုံးအဲ့မှာပဲကုန်သွားတယ်ဘာကုန်လို့ကုန်လဲကော့ကူလဲအရင်တော့မသိဘူးအဲ့လိုဖြစ်နေတယ်ဆိုတော့အထီရောက်တဲ့လူလည်းထီရောက်ဆိုတာရောက်ရှိတယ်ဆိုတော့ဟိုဒါပေမဲ့အဲ့ဒါကြီးတော့ကျွန်တော်တင်ဖို့မဟုတ်မဟုတ်ဘူးကျွန်တော်ဘာဖြစ်စေကျွန်တော်စိတ်ပြီးတော့လည်းကျွန်တော်ယူအမအနီးပတ်ဝန်းကျင်တွေကိုကျွန်တော်ထမင်း ဒီပိုင်းအလုတ်တွေဖိတ်တွေအဲ့လိုမျိုးပဲပေါ့အဲ့လိုပါပဲပြီးတော့ကလေးအတွက်ဆေးပြက်ဝယ်ပေးတယ်ထိုင်းကနေဒီဆေးဝါးတွေဝယ်ရခက်တယ်လေခေါမဆိုတော့ဟိုဖက်ကကလေးငယ်အတွက်ဒီဆေးဝါးတွေအဲ့ဒါနည်းပပဝယ်ပေးတယ်အဲ့လိုမျိုးပဲမီးရောကြတော့ဒီပွဲမထုတ်ခင်မှာဘယ်တော့နောက်ပွဲကြရင် Okay နောက်ပွဲကြရင် top 5ပြန်ပဲမျိုးနဲ့တွေ့ကြတယ်လို့ပြောတယ်အခုနောက်လည်း champion ဖြစ်ဖို့ဒီမှန်ထားတယ်လို့ပြောတယ်အဲ့တော့ဘယ်တော့ရဲ့ နောက်ဖက်နောက်ထပ်မျောလင်းချက်ကဘယ်လိုပြန်ပဲမျိုးအာနောက်ထပ်ပြန်ပဲကတော့ကျွန်တော်တော့ကျွန်တော်ဝိတ်တန်တဲ့သူဘဘူးမဆိုကျွန်တော်ရှင်ပြန်ရှင်တယ်သူကောင်းကျွန်တော်ကတော့အနိုင်ရှုံးရင်ကျွန်တော်လည်းမတွေ့ကျွန်တော်ဘယ်လောက်လုပ်နိုင်လဲအာကျွန်တော်လည်းအခု training ကိုပြန်ပြီးတော့ focus focus ထားနေတယ် discipline လည်းကျွန်တော်တည်ပြီးစားတောက်စားပိုင်းစီဆိုကျွန်တော်တိတ်တော့မကြောက်တော့ဆိုတော့တနည်းကြိုင်လည်းကျွန်တော်လုပ်နိုင်မယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောလိုက်တာ Okay ကျေးဇူးပါ Thank you Thank you